သာသနာဒီတိုင်းတီးနေမှာမဟုတ်ဘူးတနေ့ကျတော့သာသနာဟာ क्वे သွားမှာဖြစ်တယ်အဲ့ဒီ क्वे သွားတာဟာဘသူကြောင့် क्वे တာလဲဘာတွေကြောင့် क्वे တာလဲဆိုတာကိုရသော်ဘုရားကအင်္ဂုတ္တရနိကေမှာဟောထားတာရှိတယ်အဲ့ဒီတုတ်တန်လေးကိုဒီကနေ့နိုင်ယူမသားပြီးတော့အထက်ကရမှာပြထားတဲ့အဆင့်၅ဆင့်ဖြင့် သာသနာကွယ်ပခြင်းအကြောင်းကိုတတိထာမိချဖို့မှတ်တမ်းတာယူပြီးတော့ထိုကဲ့သို့မကွယ်အောင်ဘာတွေလုပ်ရမယ်ဆိုတာခွန်ကြီးတို့တွေသိထားဖို့ဒါကိုမှတ်သားချဖို့ပေါ့နော်ရသော်ဗျာကခေါ်ထားတယ်ယေတိဘိက္ခဝေဘိက္ခုအဓမ္မံဓမ္မောတိဒီပင်တိ အထမဓမ္မရဲ့စန့်ကျင်ဘက်ဓမ္မရဲ့စန့်ကျင်ဘက်တဘာဝတွေကိုဓမ္မအဖြစ်ဖြန့်ဖြူးနေတဲ့ပုံကိုယ်တွေသာသနာတော်မှာအရမကိုဓမ္မလောက်ပြီးတော့ဖြန့်ဖြူးနေမယ်ဆိုလို့ရှင်အဲ့ဒီပုံကိုယ်တွေဟာတေဘိခွေဘိက္ခုဘဟုနံအဟိတာယ ဘဟုနံအတုခာယဘဟုနံအဟိတာယပฏิပန္နာဘဟုစနအဟိတာယပฏิပန္နာဘဟုစနအတုခာယပฏิပန္နာဘဟုနောစနတအနတ္ထာယအဟိတာယဒုက္ခာယဒေဝမနုဿနံမြတ်စွာဘုရားကတိတိကျကျဖော်ထုတ်ပြီးတော့ထားတယ် အတ္တမကိုဓမ္မလောက်ပြီးတော့ခေါ်ပြောဖြန့်ဖြူးနေတဲ့ပုဂ္ဂိုလ်တွေဟာအများတရဝါတွေအကျိုးမဲ့ဖြစ်ဖို့ဆင်းရဲဒုက္ခရောက်ဖို့လုံနေသူတွေသာဖြစ်တယ်တဲ့တေသပဟုံအပုံညာပတဝန္တိသာသနာပျက်စီးအောင်လုပ်သည့်အတွက်ကြောင့်မကောင်းမှု အကုသိုလ်တွေလည်းသူတို့တဏ္ဍာမှာအများဆုံးဖြစ်တယ် ဖြစ်ပေါ်စေတယ်။စိမံတတ္တမံအန္တရဒါပင်တိအဲ့ဒီပုဂ္ဂိုလ်ဒီပင်နဲ့အဲ့ဒီပုဂ္ဂိုလ်တွေဒီပင်နဲ့တတ္တမသုံးမြာဟောဒီသာသနာတော်မြတ်ကြီးကိုကွယ်ပြောက်သွားအောင် လုပ်နေကြတာဖြစ်တယ်လို့မြတ်စွာဘုရားကတိတိလင်းလင်းထုတ်ပေါ်ပြီးတော့ဟောတာ။